မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုဒ်အနေနဲ့ဒေါအောင်ဆန်းစုကြည်ကိုဂုဏ်ပြုတဲ့ပြည်သူ့ကောင်ရေးစုကိုတားဖြစ်သူကိုစားလက်ခံတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်ဟူစတန်မြို့မှာ16ကြိမ်မြောက်ပြည်သူ့ကောင်ရေးဂုဏ်ပြုမှုအခမ်းအနားကျင်းပခဲ့ရာဒီနေ့အတွက်ရွေးချယ်ပေးအပ်ခြင်းမြင်ခံရတဲ့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုစားတားဖြစ်သူကိုထိန်လင်းကစုလက်ခံရယူခဲ့ပါတယ်မေလ24ရက်ကကျင်းပခဲ့တဲ့ပြည်သူ့ကောင်ရေးစုဂုဏ်ပြုပွဲမှာကို ထိုင်လင်းကော့ကင်မီအဲရစ်ကကိုစားဆုလက်ခံယူခဲ့တာဖြစ်ပါတယ်။ တီစုကမမင်းရဲ့စွန့်လွတ်မှုတွေကိုသာမကလွတ်လပ်တဲ့မြန်မာနိုင်ငံဖြစ်စေခြင်းနဲ့အိမ်မက်ကိုလည်းရည်ညွှန်းပါတယ်။ဒီအတွက်ကျွန်တော်တို့ဆက်လက်ပြောဆိုတွန်းလှန်ကြရမယ်။မကြခင်ဒီမိုကရေစီရမယ်ဆိုတာကိုရှုံကြည်ကြရမယ်လို့ကိုထိန်လင်းကစုပြီးဝဲမှာပြောသွားတာပါ။အမေရိကန်ခြေဆိုင်ပြည်သူ့ကော်မတီအသင်းကအခုနှစ်အတွက်တောင်ဆန်းစုကြည်ကိုရွေးချယ်ပြီးစုချင်းမြင်ရတာတော့စစ်အာဏာရှင်ကိုဒုမထောက်ပဲကြကြခိုင်တွန်းလှန်နေတဲ့စိတ်သက်ခွန်အားကိုဥညွတ်ကုန်ပြူတာလို့ထုတ်ပြန်ထားပါတယ်။စုကြည်ကတော့ဒေါ်လာ1000ပြည့်ရတာပါ။အခုစုကြည်ကိုမတရားဖန်ဆီးချ ံနှောင်းခံထားတဲ့နိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့လူငယ်တွေရဲ့ပညာရေးအတွက်အသုံးပြုမယ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထိန်လင်းကပြောပါတယ်။မိခင်ဖြစ်သူဒေါအောင်ဆန်းစုကြည်ကမြန်မာဒီမိုကရေစီအတွက်အထူးအရေးပါတဲ့ခေါင်းဆောင်တဦးဖြစ်ပြီးလူလူနဲ့ကင်ကွာအောင်စေအုပ်စုကအကျဉ်းချပြီးမြန်ဒေါအောင်ဆန်းစုကြည်ရဲ့စိတ်ဓာတ်ကိုတော့ချုံနောင်မထားနိုင်ဘူးလို့ကိုထိန်လင်းကဆိုပါတယ်။ပြည်သူ့ကောင်ကြီးစုကွန်ပျူမှုတွေကမြန်မာနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးကိုမျက်ခြေမပြန်လိုက်ပါနေတဲ့ပြည်ရင်းပြည်ပပြည်သူတွေရဲ့အတန်တွေဖြစ်တယ်လို့အဲ့ဒီဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော် ဝနာကစုပေးပွဲမှာပြောကြားလိုက်ပါတယ်။ ပြည်သူ့ကော်မတီအဖွဲ့ကမြန်မာပြည်မှာ2021ဆင်အာနာသိမ်းမှုနောက်ပိုင်းຫນွေဥတော်လန်ရေးပြည်သူတွေပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် PDF တွေတာမန်စီဥတော်မိုးထွန်းနဲ့ຫນွေဥတော်လန်ရေးမှာလူငယ်ရီရဲ့တီထွင်ဖန်တီးမှုတွေကိုပြည်သူ့ကော်မတီကွန်ပျူမှုတွေအဖြစ်ရွေးချယ်ပြရခဲ့ပါတယ်။တကြောပြန်အာနာသိမ်းမှုမတိုင်ခင်ကလည်းကိုဗစ်ကာကွယ်ကူတာရေးစွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့တဲ့သူတွေဒေါက်တာရဲလွင်ဦးဦးဆောင်နဲ့မန္တလေးမြို့တော်စီဝင်တာယာရေးကော်မတီရှန်ကုန်နိုင်ကုညီမိုးတင်ဥက္ကဋ္ဌဦးကျော်သူတို့ကိုလည်းစုရွေးချယ်ကွန်ပျူပြရခဲ့ပါတယ်။ ဆက်လက်ပြီးတွန်းကြီးရွာမှမင်္ဂလာဆောင်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုပြည်သူဆက်နှုံးသိဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။ပြင်းထန်ထန်ရရသူ18ဦးရှိပြီးကလေးငယ်73ပါဝင်တယ်လို့ KNU ထုတ်ပြန်ပါတယ်။ ပဲခူးတိုင်းကြောင်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာမင်္ဂလာဆောင်စစ်ကောင်စီလေကြောင်းမှဖုံးကျဲတိုက်ခိုက်မှုကြောင့်ကလင်းငယ်နှောင်းနယ်မြို့သမီးပါဝင်ဆက်နှောက်တည်ဆောင်ပြီးကလင်းငယ်73ပါဝင်38ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းကင်းအမျိုးသားစီယုံ KNU ဗဟိုကမေလ26ရက်ကထုတ်ပြန်ပါတယ်မေလ25ရက်မနက်က KNU တပ်မှသုံးနေမြို့ညောင်လေးပင်ခရိုင်တွင်မှပါဝင်နေကျွန်းကြီးကျေးရွာကိုစစ်ကောင်စီကတိုက်လေရင်နဲ့ဖုံးနှလုံးကျဲကြတိုက်ခိုက်ခဲ့ပြီးဒေသခံများပြားတည်ဆောင်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာတရုတ်သမီးနဲ့၅နှစ် ွေကလီနာဦးပါဝင်မင်္ဂလာပွဲတက်ရောက်တဲ့ဒေသခံစုစုပေါင်း၈ဦးပွဲချင်းပြီးတည်ဆောင်ပြီးစိုးရင်တရားရရှိသူများ၄၀တဦးရှိရာ၄ဦးထပ်မံတည်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြပါရယ်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိလက်နက်ကင်မရှိတဲ့ဒေသခံပြည်သူလူထုတွေနေထိုင်တဲ့ကျွန်းကြီးကျွန်းရမင်္ဂလာပွဲကျင်းပနေတဲ့နေရာကိုရည်ရွယ်ချက်ရှိရှိပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း KNU ကထုတ်ပြန်ပါရယ်အဆိုပါလီကြောင်တိုက်ခိုက်မှုကြောင့်နေအိစတလုံးစည်းဆိုင်တဆိုင်တဲတလုံးနဲ့စတင်ကြောင်းချံပြက်စီးခဲ့ရတယ်လို့ KNU ကအတည်ပြုပါရယ်စစ်ကောင်စီအနေနဲ့စစ်စည်းကမ်းဥပဒေများ မလိုက်နာပဲရဲသားများကိုလေကြောင်းတိုက်ခိုက်တပြက်ခဲ့တဲ့လုံရကများစွာအောက်တန်းကြကြောင်းကြောက်ကြီးမြို့နယ်တွင်တိုက်ပွဲဝင်နေတဲ့တော်လိုင်းတပ်ဖွဲ့တွေကပြောပါရယ်အပြစ်မဲ့ပြည်သူတွေအကြောင်းမဲ့တင်ရတဲ့ဒီကောင်းကြီးရဲ့လုံရဘလောက်ထိလူမဆန်လဲဆိုတာဒါကတော့ကျွန်တော်တို့တနိုင်ကန်လုံးသိမိတာဖြစ်ပါရယ်ကျွန်တော်တို့ရှင်ထဲမှာနာကြီးတဲ့အရန်မုံတိမိတဲ့ဘာမှမဆိုင်တဲ့ပြည်သူတွေကိုဒီလိုလုပ်စရာအကြောင်းမရှိဘူးလို့အဆိုပါတာဝန်ရှိသူကပြောပါရယ် ပြည်သူများအနေနဲ့လည်းစစ်ကောင်စီရဲ့ရုံမှမှုတည်ပြီးသားဖြစ်တော်လဲမြည်သည့်နေရာနေနေတတိရှိစွာနေထိုင်သွားလာကြဖို့၎င်းကတိုက်တော်မာတဲ့စစ်ကောင်စီကအချိန်မီ၍အနေရပြီးနိုင်လို့ကရုတ်ချင်းဘဏ်ကများခိုင်မာစွာတိစောက်ထားဖို့တိုက်တော်မာတယ်စစ်ကောင်စီကငလင်ပီကြောင့်မီလာကုန်ထီအပြည့်ရစဲကြောင့်ညညာထားတော်လေးကြောင့်တိုက်ခိုက်မှုတွေအရှိန်မြင့်ပြီးနိုင်ငံတော်အယက်သားပြည်သူများကိုပြစ်မှတ်ထားတဲ့ပုံကျဲတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်လျက်ရှိပါတယ်ဆက်လက်ပြီးမြင်းချက်ခရိုင်ရှိတပ်စခန်းများတိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်သင်္ဘောများစီမီကုန်စိတ်ကဦးတီလာနေတဲ့ကြောင့်တင်ဆက် က်ပြီးပါမယ်။မန္တလေးတိုင်းမြင်းချက်မြို့နယ်ခရိုင်တွင်းရှိ တပ်စခန်းများတိုက်ခိုက်ခံရပြီးနောက်မန္တလေးနယ်ပခုတ်ကူတို့မှစစ်ကောင်စီတပ်သားများတင်ဆောင်လာတဲ့တင်မော်လီစီကစီမီကုံမျိုးစိတ်ကန်းကိုဥတီလာနေကြောင်းစစ်ဘက်သတင်းအရင်းမြစ်တချို့ကပြောပါရယ်စီမီကုံစိတ်ကန်းကမြင်းချံမြို့နယ်ရေမြောက်ဖက်စွန်းမှာရှိပြီးတော်လိုင်းတပ်တွေရဲ့မေလ15ရက်ကစတင်ခဲ့တဲ့မန္တလေးတိုင်းတွင်ကိုမြင်းဆောင်အညာမြေစစ်စင်ရေးမှာစီမီကုံရဲ့စခန်းကတိုက်ခိုက်ခံခဲ့ရပါရယ်မေလ26ရက်မနက်မှာမန္တလေးမြို့ကုန်းဝန်စိတ်ကန်းမှာစစ်ကောင်စီရဲ့တင်မော်များအောက်ဖက်ကိုမောင်းနှင်လာပြီးပခုတ်ကူမျိုးဘက်မှတင်မော်ရီလည်းအထက်ဘက်စံတက်လာကစီမီကုံ စိတ်ကံကိုစိုက်ကမ်းမယ်လို့တရင်ရရှိကြောင်းမြောင်မြို့နယ်ပြည်သူ့လုံခြုံရေးနယ်ပြည်သူ့ကာကွယ်ဖွဲ့တာဝန်ကကိုနွေဦးကအတည်ပြုပါရယ်စစ်ကောင်စီအင်အားများပြီးစုစုပေါင်းတင်မော့၄စီလို့သိရတယ်လို့၎င်းကပြောပါရယ် အရာရီမြေကျောင်းတိုင်းမောင်းနှင်လာတဲ့စစ်ကောင်စီတင်းမောင်းတွေကရှမ်းသပ်ပြစ်ခတ်မှုတွေပြုလုပ်နိုင်လို့မြေကမ်းပီရှိကျေးရွာများတတိပြုဖို့လဲကိုနွေဦးကတိုက်တွန်းထားပါတယ်။မင်းကကလေးကစိတ်ကမ်းမှာပဲတဲ့အိတ်တွေတာယာဘိန်းတွေကထားတဲ့တင်းမောင်းနစီတွေ့ရဲ့ဒီမနက်မရှိတော့ဘူးလို့ပခုတ်ကူမျိုးနီသူတအုပ်က၎င်းတွေ့ရှိမှုကိုသတင်းဌာနကိုပြောပါတယ်။မြင်းကျန်နထိုးကြီးတောင်သားနဲ့ငဇုံမျိုးနယ်တို့မှာစစ်ကောင်စီကိစ္စကန်တွေကိုမေလ15ရက်မှာတပြိုင်နက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သေးဆုံးသူ90ထက်မနည်းရှိကလက်နက်29လက်သိမ်းစင်ရရှိခဲ့ကြောင်းကိုမြင်းဆောင်အညာမြေ င်စစ်စင်ရေးကမေလ24ရက်မှာထုတ်ပြန်ထားပါတယ်။မြင်းချံကရင်စစ်ဌာနခရိုင်ကုတ်ကဲမှုရဲစီမံကုတ်ကဲမှုနဲ့မြင်းချံမြို့နယ်ရှိစီမီကုံရဲစကန်ကြောင်းပြုတ်ရွာပြူစော်ဒီစကန်တောင်ရှိကိတ်အထိုင်စကန်18ရက်ကွက်နဲ့ခရိုင်ထွေအုပ်ရုံတို့တိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်နထိုးကြီးမြို့နယ်ရှိဝလူရဲစကန် gas pipeline နဲ့မြို့မစကန်ဇီရွာနီးစစ်ကြောင်းတောင်တာမြို့နယ်မှာထနောင်းကုန်းပြူစော်တီရွာစကန်မြို့ဝင်ကိတ် gas pipeline နဲ့ငဆုံမြို့နယ်ရှိမြို့ဝင်ကိတ်မြို့တာဘတ် ဆောင်ကင်းရဲစခန်းတို့ရှိ စစ်ကောင်စီတပ်သားတွေတပြိုင်တည်းတိုက်ခိုက်ခံခဲ့ရတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်သားရဲနဲ့ပြူစော်တီစုစုပေါင်း90ဦးထပ်မင်းတေဆောင်ပြီးအများပြဒဏ်ရာရရှိကတနက်29လက်နဲ့ခင်းရများသိမ်းဆည်းရရှိခဲ့ကြောင်းဖော်ပြပါတယ်မြင်းချံခရိုင်အစင်စစ်စစ်ရေးနဲ့တိုက်ပွဲဆက်ဖော်ဆောင်မှုအခြေအနေကိုတော့ကိုမြင့်ဆောင်အညာမြေစစ်စင်ရဲပြောရေးဆိုခွင့်ရှိသူကဖြေကြားထားတာမျိုးမရှိပါဘူး နောက်ထပ်တစ်ပုတ်အနည်းငယ်ကျန်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဆိုးရွားလာတဲ့အတွက် NUG ပညာရေးကျောင်းများအားလုံးယာယီခိတ္တပိတ်ထားဖို့ပြည်တော်စုဝင်ကြီးညွှန်ကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဆိုးရွားလာတဲ့အတွက်အမျိုးသားညီညွတ်ရေးဆိုရ NUG လက်အောက်ရှိကျောင်းများအားလုံးယာယီခိတ္တပိတ်ထားဖို့ NUG ပညာရေးပြည်တော်စုဝင်ကြီးဒေါက်တာစောဝီဆိုကမနေ့ကညွှန်ကြားချက်တရက်ထုတ်ပြန်ပါတယ်။နိုင်ငံတော်အာဏာကိုစစ်တပ်မှမတရားသိမ်းပိုက်ပြီးချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝင်ကြီးဌာနကကလေးသင်ငယ်များပညာသင်ကြားခွင့်မဆုံးရှုံးစေ ဖို့အတွက်ကြာကာလပညာရေးကိုနီလန်မျိုးစုံနဲ့ဖော်ဆောင်တင် जा ပီလျက်ရှိကြောင်းအခုချိန်မှာ မတရားအာဏာသိမ်းစစ်တပ်ကစာတင်ကြောင်းများဆေးရုံများစတဲ့လူစုလူဝေးရှိရာနေရာတွေကိုလေကြောင်းမှနီလန်မျိုးစုံနဲ့ပုံချခြင်းစက်တနက်များနဲ့ရှိရွယ်ချက်ရှိရှိပြစ်ခတ်တိုက်ခိုက်ခြင်းတာဝေးပြစ်လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းတို့နဲ့လူသားများပေါ်ဆက်ရဆမှုကိုနှိမ့်စေဆူရွာစွာကျူးလွန်လျက်ရှိကြောင်း NUG ဝန်ကြီးဒေါက်တာစောဝေဆိုရဲ့ညွှန်ကြားချက်မှာဖော်ပြပါရသည်။ နိုင်ငံသားကောင်းယေတနာကလေးတငယ်များဆရာဆရာမများနဲ့ចောင်းသူចောင်းသားများနဲ့ပြည်သူများအသက်အန္တရာယ်ဆုံးရှုံးထိခိုက်မှုမရှိစေဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရပြည်ညာရေးဝန်ကြီးဌာနရဲ့အတိမတ်ပြုပို့ချိတ်ဆက်ပူးပေါင်းမှုလို့လည်းမြေပြင်မှာဖွင့်လှစ်ပညာသင်ကြားနေတဲ့အခြေခံပညာပြည်သူအခြေပြုပညာရေးចောင်းများအစင်းမြင့်ပညာចောင်းများနဲ့တပ်မွေးပညာចောင်းများအလုံးဘေးရန်ရဲ့ကင်းရှင်ရေးအစီအမံများဆောင်ရွက်နေစဉ်အတွင်းခိတ္တရာယီရနာထားဖို့ညွှန်ကြားလိုက်ကြောင်းညွှန်ကြားချက်ကိုသက်ဆိုင်ရာအစဉ်စဉ်သောတာဝန်ရှိဖွဲ့စည်းများမှကြီးကြပ်ကူညီပူးပေါင်းပါဝင်ဖော်ဆောင်ပေးကြဖို့နဲ့ င်ကြားသိယုံမှုစဉ်စားမပြတ်စေဖို့အတွက်မျိုးသားညီညွတ်ရေးဆိုရာပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားတဲ့မူဝါဒများလမ်းညွှန်ချက်များတိုင်းဆောင်ရွက်ပေးဖို့ပညာရေးဝန်ကြီးဌာနကမြစ်တမ်းရက်ခံထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အကြံဖတ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုတွေကိုရှောင်ရှားပြီးပေကင်းစွာပညာသင်ယူနိုင်ဖို့အတွက်နီးလမ်းများရှာဖွေလျက်ရှိကြောင်း NUG ပြည်အောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကသတင်းဌာနနဲ့တွေ့ဆုံပြီးမြန်ကဲမှထုတ်ဖော်ပြောဆိုထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ Música